အဓိကတော့ဗောနော်ဆာဖရာတို့လူတိုင်းရဲ့ဟိုအဓိကတော့အဲပါဆန်နယ်နဲ့ပရော်ဖက်ရှင်နယ်နဲ့ခွဲခြားမှုလိုတယ်ဗောနော်ဆာဖရာတို့လည်းအပြစ်မှာဆိုလို့ရှိရင်အခုဆိုလို့လာပြောကြတယ်အမအားအနှားမဲ့ဖြစ်နေပြီအမမစ်လဲဖြစ်နေပြီပြီးတော့အမဒီတကယ်ဟိုကော်မာရှယ်တွေဒီလိုပွဲကြီးတွေလည်းအမတက်နေပြီဖြစ်တဲ့အတွက်အချို့ပရိသတ်တွေကြောင့်ဒီဟာတာပိုင်းမျိုးတို့မရိုက်စေချင်တော့ဘူးဗောနော်ဆာဖရာတို့ကတက်တက်အဲအယူပညာရှင်လည်းဖြစ်တယ်ပြီးပြီဆိုလို့ရှိရင်ကိုက transcendental model လည်းဖြစ်တဲ့အခါကျတော့ တချို့အလုပ်တွေကြတော့ဆာကူလာရုမှာရွေးချယ်ပြအဲအများကြီးမရှိဘူးပေါ့နော်ကိုယ်ကန်းလန်းလာတဲ့နေရာမှာကိုယ်နဲ့တင့်တော်ကဟိုလဲရွေးရရဲ့ပြီးပြီဆိုရင်ဆာကူလာပြောသလိုမျိုးပေါ့အဲဟိုဘလိုဖော်မလဲဆိုတော့ကိုယ့်ရဲ့ community ကိုထိခိုက်မှုမရှိစေရဲ့အလုံးမျိုးတွေလည်းရွေးရတဲ့အခါကျတော့လေဆာကူရာတို့အားကြောင့်မလို့အားသားဆိုလည်းရိုက်လို့ရှယ်လည်းလက်ခံပေးပါဒါဒီလည်းအမှုပညာပဲပေါ့နော်လက်ရှိမှာလည်းရှေ့မှာဆိုလို့ရှိရင် international တော့တိုင်ထားရဲ့ miss တွေတောင်မှအားသားကားကြီးမှာအခုရိုင်းနေကြရပဲဆိုတော့လေ ဘာပဲလှုပ်လှုပ်ဟာသပဲရိုက်ဒရာမာပဲရိုက်ရိုက်မစ်ပဲရှောက်ရှောက်ရှိုးပဲရှောက်ရှောက်ဘာပဲလှုပ်လှုပ်ထားသည်တမာတမတ်ကြတဲ့အမှုပညာလည်းဖြစ်ဖို့လိုတယ်လို့စကားပြတ်သတ်မှတ်တယ်ပေါ့နော် ဟုတ်ကဲ့ပါရှင်ဒီနေ့က Sakura ရို Yumi White ပေါ့နော် Project Lunch ဝယ်လေးကို Sakura ရို Detention City Second Floor မှာကျင်းပနေရဖြစ်ပါတယ်ရှင် Sakura နဲ့အတူတူ Yuri Lemon နဲ့အတူတူတခြားနာမည်ကြီး Celebrity ပေါင်းများစွာလည်းပါဝင်မှာဖြစ်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါရှင်ဒီနေ့ကတော့ Sakura ရို Skin Care Project Lunch ဖြစ်လေဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့ fan တွေကိုအားပေးချစ်ခင်တဲ့သူတွေနဲ့ဒါလုံးဝတင်းတင်းတွေးဆောင်ကြရဲ့ပွဲလေးပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ Sakura က အဲတကူးတခါလေးကိုဒီပွဲလေးအတွက်တေးချာပြင်ဆင်တာအဲပြီးတော့ကိုချစ်တဲ့သူတွေနဲ့ကိုအကောင်းဆုံးကြော်ဖြတ်မယ်ပေါ့နော်အမှတ်တရဓပုံလေးရိုက်မယ်တော်တော်လေးကြူကစားပေးမှာပါရှင်ဟုတ်ဟုတ်ကဲ့ပါရှင်အဓိကကတော့ဆာကူရာတော့ double cleansing ကိုတေးချာလေးခရူးဆိုင်ဖြစ်တယ်ပေါ့နော် ဆာကူရာတို့ကနှိမ့်တိုင်းဓာတ်ပုံရိုက်တွေရှိရဲရိုက်ကူးရေးရှိရဲအခါကျတော့မိတ်ကက်အနည်းများတော့အငင်းနဲ့ပြင်ဆင်ရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အသားရည်နဲ့ဒီကြီးညော်ရည်နဲ့ဒီအငစ်ကြီးတွေပြောင်းလို့ဆာကူရာတေချာလေးဂရုစိုက်ဖြစ်တယ်ပြီးပြီဆိုလို့ရှိရင်ဆာကူရာတို့အခုတင့်ကင်းဘက်တီအပြင်ဒီပိုင်းသွားမယ်ဆိုလို့ရှိရင်ဆန်ခရင်လိန်ရတာလူတော်တော်များများမိလေးရှိရဲပေါ့နော်ဒါကြောင့်မို့ဆာကူရာဆိုလို့ရှိရင်ဆန်ခရင်လေးတေချာကိုယ့်ရဲ့ skin protection အတွက်ကိုတေချာလေးလိန်ဖြစ်တယ်နောက်ပြီးလို့ရှိရင်ညာဘက်တီဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အသားရည်ကိုတကယ်အားဖြည့်ပေးရဲ့ဒီ serum လေးတွေလို့ပါအဲ့ဟာလေးဆိုတော့ အဲတုံးပြည့်ရဲ့ခါကြတော့ subscribe အသားကြီးကပို့ပြီးတော့ကြည်လင်ဆိုပြပြီးတော့တီးတတ ထင်ရှားမှုကိုတွေ့ရရပေါ့နော်။ငါတို့ဆာကူရာတော့နှင်းနဲ့ချီပြီးထိမ့်သိမ်းထားတာပေါ့။အဲစကင်ကဲဆိုတဲ့သဘောသဘာဝကတော့အခုလောက်အခုဟိုဘယ်လိုဖော်မလဲဆိုတော့နှာမျိုးတော့မဟုတ်ဘူးပေါ့နော်။နင်းနေအဲသူ့အချိန်ပေးဂယူးဆိုင်ပြီးတော့အဲထိမ့်သိမ်းလာပြီဆိုလို့ရှိရင်ပိုးမွေးတယ်လို့တော့မွေးရပေါ့။အဲ့လိုမျိုးလေးထိမ့်သိမ်းမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အသားရဲ့ကြည်လင်စုပြေမှုကိုသိတာရရှိမှာပါလို့ဟုတ်။အသားရဲ့ဘိုင်းကတော့ဆာကူရာကတော့တော်တော်များများဆာကူရာလို့ဆိုလို့ရှိရင်အသားရဲ့လှကြရလို့ အတော်များများညင်ကြတဲ့အခါကျတော့ဒီ cosmetic အဒီ owner ကြီးနဲ့ဒီနိုင်ငံခြား cosmetic တွေပြီးပြီဆိုလို့ရှိရင်အ local brand တွေရော cosmetic တွေပိုင်ရှင်တွေရာစာကရအသားရည်လေးကိုသဘောကျလို့လာကန်းလန်းကြအများရေပေါ့နော်ဟုတ်ဟုတ်ကဲ့ပါရှင်စာကရတော့ဒီ Miss Angel Star မြန်မာ2025ကိုရရှိပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်အစာကရဆိုအခုဆို skin care project လေးတွေရိုက်နေရရှိရယ်ပြီးပြီဆိုလို့ရှိရင်ဇလန်းတွဲတွေလည်းစာကရဆက်ပြီးရိုက်ပေးနေရလေးရှိရယ်အနောက်ထပ်ပြိုင်ပွဲကြီးအတွက်လည်း international state အတွက်ကိုလည်းစာကူရာပြင်ဆင်နေရရှိရတဲ့အခါကျတော့စာကူရာပြောခဲ့သလိုပါပဲဇက်တိုက်စာကူရာရဲ့လှုပ်ရှားမှုတွေကိုတွေ့မြင်ရမှာပါလို့ဟုတ်ကဲ့ပါရှင်ဟုတ်ဟုတ်တယ်စာကူရာတို့လေဒီပွဲလေးကိုလေဖိတ်ကြားချင်းခံရမယ်လို့စာကူရာတစ်ခါမှမထင်မိဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့အဲယူရီလွေမိုးတို့ဘာလို့ဆိုတာစာကူရာတို့တကယ်ကိုလုံးဝ famous ဖြစ်တဲ့ address တဲ့မှာပါတဲ့အခါကျတော့လေသူတို့နဲ့တန်းတူကိုကအဲဒီလိုပွဲမျိုးလေးကိုဖိတ်ကြားချင်းခံရတယ် ကိုလည်းအကြီးကအနေနဲ့အပါဝင်ရဝင်ရတဲ့အတွက်ကိုစခွာလေအိမ်မမတ်နေသလိုပဲဘာဖြစ်လို့ဆိုဒီလိုနမဲကြီးရင်နဲ့ဒန်းတူပွဲတပွဲကိုတက်ရဖို့ဆိုတာစခွာတို့အတွက်မလွယ်ဘူးပေါ့နော်အားကြောင့်မလို့အဲရှေ့လျှောက်လဲပို့ပြီးကောင်းမွန်တဲ့နေရာဖြစ်အောင်စခွာဆက်လက်ပြီးစူးစမ်းမှာပါဘာဖြစ်လို့ဆိုပို့တယောက်တည်းအတွက်တည်းမဟုတ်ဘူးနောင်တက်လာမဲ့ LGBT လေးတွေ transgender တွေအတွက်လည်းငါတို့အရာဒီလောက်ကြီးလုံနိုင်နေဆိုတာအားလုံးသိရပြပေးချင်တာပေါ့เนาะဟုတ်ကဲ့ပါရှင်ဟုတ်အဲ ခေးရငကိုလေးကသူက sweet ဖြစ်တယ်တော်တယ်ဒါပေမဲ့သူကပညာရေးပိုင်းကိုဦးစားပေးရပေါ့နော်ဒါပေမဲ့ဒီဘက်ပြီးလို့အခုတချိန်ပြန်လာသူမရဲ့စမ်းပြန်ထားရလို့ပြောရမှာပေါ့နော်တဟိတချိန်ထိုးသူမအလုပ်တွေလုပ်ရတယ်ပြီးပြီဆိုလို့ရှိရင်သူ့ထက်ဝါရင်းတဲ့နာမည်ကြီး address တွေနဲ့သူကအခုဆိုရင်စိတ်ရွှေကြော်ညာရေးပိုင်းဆိုဒီလိုနေရာမျိုးနာမည်ကြီးမင်းသမီးတွေနဲ့သူ့အနေနဲ့ရိုက်ဖူးဖို့ဆိုတာလည်း အဲတော်တော်လေးအချိန်ဟွာအားကောင်းနေမှာလေပြိသက်ကလက်ခံမှာသူဒီညာရောက်မှာပေါ့နော်အဲဒါကြောင့်မလို့အဲခေးရဲ့အောင်မြင်မှုတွေဒီလိုမျိုးစူးစမ်းလာတဲ့အတွက်ပြိသက်တွေပို့ပြီးလက်ခံနိုင်တဲ့အတွက်အဲဆာကူရာတို့ကလည်းဝမ်းသာတယ်သူမရဲ့အမှုပညာလှုပ်ရှားမှုတွေကိုလည်းဆာကူရာတို့ကဘုံယူရဲပေါ့နော်ဘာဖြစ်ဖြစ်အားလုံးကိုတော့ဒီထက်ဒီထက်ပို့ပြီးကောင်းမွန်တဲ့အမြင့်လေးတွေရောက်စေခြင်းနဲ့ကိုကိုယ်တိုင်လည်းတစင်မီးတစင်စူးစမ်းနေတဲ့အတွက် အပူမူကောင်းမွန်တဲ့နေရာလေးတွေနောက်ပိုင်းပို့ပြီးလုံနိုင်မယ်လို့ထင်ပါတယ်ရှင်ခင်းနေရာဒီပွဲရောက်မှာပဲဆာကူရာလို့ပွဲတူတဲ့နေရာမှာစုံဖြစ်မှာပေါ့နော်အရင်ကတော့အမှုပညာလှုပ်ရှားမှုမှာတော့ခင်းနေရာတစ်ခါမှအဘလော့တီတွဲရိုက်တာတော့ဘာလို့တော့မရှိသေးဘူးပေါ့နော်ဟုတ်ကဲ့ပါရှင်ဒီပွဲက first time မှာပဲဟုတ်အရင်ကတော့ဆာကူရာ2019ခေတ်က UIM Venus Queen ကိုရရှိပြီးခဲ့ရနောက်ထပ် UIM နဲ့ပတ်သက်ပြီးတော့အလှမယ်ပွဲနိုင်ဒီမှာတော့ဆာကူရာ Judge အနေနဲ့ဝင်ပြီးတော့ထိုင်ပေးရဖြစ်တယ်ပေါ့နော်နောက်ပိုင်းကမ်းလှမ်းရဲ့ပွဲဆိုလို့ရှင်လဲ နောက်နိုင်တလောက်ဆာကူရာကဘလို့ပွဲမျိုးရွေးချယ်ပြလဲဆိုတော့အမှားတမက်ရှိလားအဲအဲ့လိုပတ်စံနဲ့ရောင်းစားထားရဲ့ပွဲတွေမဟုတ်ဘူးတော့လို့တယ်ပြီးပြီဆိုလို့ရှိရင်ကိုကိုတိုင်းတကယ်ကိုအရေးချင်းရှိရဲ့မစ္စတာမစ်တီကိုရွေးချုပ်ပေးခြင်းနဲ့အတွက်အဲကိုအမှတ်ပေးစီးမင်းရရောဒီပွဲအတွက်ဘလောက်တောင်အရေးပါလဲပေါ့နော်ထိုင်နေတိုင်းနေတချို့ကြတော့ဒိုင်းနေဘလောက်ပဲရွေရွေသူတို့ပေးခြင်းနဲ့သူတို့သူတို့ပေးချလိုက်တာဆိုတော့အဲ့လိုမျိုးပွဲမျိုးလေးမဟုတ်အောင်တော့အဲဆောက်ရနေနေအကြီးကဆန်းစစ်ပြီးတော့ အဲခိုင်ဖြစ်တယ်ပေါ့နော်ဒိုင်းခိုင်ဖြစ်တယ်နှစ်မို့ဆိုရင်လောက်ပွဲမှာသွားပြီးတော့ဒိုင်းခိုင်တော့လည်းအလကားပဲလေနော်အဲအားကြောင့်မို့လို့အဲဆာကူရာအတွက်လည်းအချိုးမရှိဘူးအားလုံးအတွက်လည်းအချိုးမရှိဘူးလို့ခံစားလို့ပါရှင်ဟုတ်အဓိကတော့ပေါ့နော်ဆာကူရာတို့လူတိုင်းရဲ့ဟိုအဓိကတော့အဲပါဆန်ဂျန်တဲ့ professional နဲ့ခွဲခြားဖို့လိုတယ်ပေါ့နော်ဆာကူရာတို့လည်းအပြင်မှာဆိုလို့ရှိရင်အခုဆိုလို့လာပြောကြတယ်အမအနှမဲ့ဖြစ်နေပြီ miss လဲဖြစ်နေပြီပြီးတော့အမဒီတကယ်ဟို commercial တွေဒီလိုပွဲကြီးတွေလဲအမတက်နေပြီဖြစ်တဲ့အတွက်အချို့ပရိသတ်တွေကြောင့်ဒီဟာတာပိုင်းမျိုးတို့မရိုက်စေချင်တော့ဘူးပေါ့နော်ဟာတာပို့ပြီးတော့ជីជីငိမ့်ငိမ့်လေးနဲ့ကိုယ့်ရဲ့ role တစ်ခုကိုထိန်းထားနိုင်တဲ့နေရာလေးတွေလုပ်ပေးစေချင်ကြရပေါ့အဲ့ဒါဆာကူရာဘာကိုပြောချင်တာလဲဆိုတော့ personal နဲ့ professional ကိုဖွဲ့ခြားဖို့လိုတယ်ပေါ့နော်ဆာကူရာတို့ကတက်တက်သအဲအညပညာရှင်လည်းဖြစ်တယ်ပြီးပြီဆိုလို့ရှိရင်ကိုက transcendental model လည်းဖြစ်တဲ့အခါကျတော့တချို့အလုပ်တွေကြတော့ sakura တို့မှာရွေးချယ်ကြ အဲအများကြီးမရှိဘူးပေါ့နော်ကိုကန်းလန်းလာတဲ့နေရာမှာကိုလည်းတင်းတော်ကဟိုလည်းရွေးရတယ်ပြီးပြီဆိုရင်စာကူရာပြောသလိုမျိုးပေါ့အဲဟိုဘယ်လိုခေါ်မလဲဆိုတော့ကိုရဲ့ community ကိုထိခိုက်မှုမရှိစေရဲအလုံးမျိုးတွေလည်းရွေးရတဲ့အခါကျတော့လေစာကူရာတို့အားဒါမို့လို့အားသားဆိုလည်းရိုက်လို့ရှယ်လည်းလက်ခံပေးပါဒါဒီလည်းအမှုပညာပဲပေါ့နော်လက်ရှိမှာလည်းရှေ့မှာဆိုလို့ရှိရင် international တော့ပြိုင်ထားရဲ့ miss တွေတောင်မှအားသားကားကြီးမှာအခုရိုက်နေကြရပဲဆိုတော့လေဘာပဲလှုပ်လှုပ်ဟာတာပဲရိုက်ဒရာမာပဲရိုက်ရိုက် miss ပဲရှောက်ရှောက် show ပဲရှောက်ရှောက် ဘာပဲလှုပ်လှုပ်ထားသည်တမာတမက်ကြတဲ့အမှုပညာပဲဖြစ်ဖို့လိုတယ်လို့ဆိုပြီးတတ်မှတ်တယ်ပေါ့နော်ဒါကြောင့်မလို့အာစင်ဆန်တဲ့ professional လေးရောခွဲခြားပြီးရင်တော့အရင်ပဲပျော်မှုမှာပါလို့ဟုတ်ကဲ့ပါရှင့်ပါရှင့်ဒီ Yumi White Skin Care Product Launch မှာဆိုလို့ရှိရင်ဆိုပြီးတော့အသားအိမ်အတွက်ကိုတကယ်တမ်းကောင်းမွန်တဲ့ product လေးနဲ့ဒီနေ့ပြဿနာတွေကိုစတင်ပြီးတော့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင့်ဆက်လက်ပြီးတော့လည်းတခြားလုံးကြီးစိတ်ချရတဲ့ product တွေနဲ့အတူတူ တာကူရာရဲ့အမှုပညာလှူဆောင်မှုလေးကိုလည်းဆက်လက်ပြီးတော့အားပေးကြည့်ရှုကြပါအောင်လို့ပြောချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။